်ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဆရာလေးညာနာတစ္ဆာညာနာတစ္ဆာဟုတ်ကဲ့ဆရာလေးညာနာတစ္ဆာကအမေအတွက်မေးထားတာပါဟုတ်ပြီမေတော်ကြီးအတွက်ပေါ့ဟုတ်ကဲ့ပါဆရာကြီးဒေါ်တင်မြားတဲ့84နှစ်တဲ့မုံရွာကပါတဲ့ရွေကြည့်ပြီးမုံရွာဟုတ်ပြီဟုတ်အခုခိတစင်ကာပူလို့ရေးထားပါတယ်ဆရာကြီးရှင်တဲ့အမေကတဲ့ပန်းနာရင်ကျက် သွေးတိုးနှလုံးရောဂါရှိပါတယ်တဲ့နံပါတ်လည်းပါသိမြေတိကပန်းနာပန်းနာရင်ကျက်ဟုတ်ပြီနှစ်ကသွေးတိုးနှလုံးသွေးတိုးနှလုံးနှလုံးပန်းနာရင်ကျက်သွေးတိုးရဲ့နှလုံးသွေးတိုးရဲ့နှလုံးဟုတ်ပြီယောဂအခန်းရှိပါတယ်တဲ့မကြသေးခင်ကတဲ့ညဘက်မှာတဲ့ခြေပွားပူတယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီအခုတဲ့နေရောညရောတဲ့ခြေပွားတွေပူပါတယ်တဲ့ ဟုတ်ပြီနောက်တစ်ခါခြေတောင်ညောင်းလို့လို့ပြောတယ်တဲ့ဟုတ်အဲ့ဒါကတော့ပူတာနဲ့ညောင်းတာကတော့နှစ်ခုမဟုတ်ဘူးသမီးပူတဲ့တံညောင်းအကျော်တက်တယ်လို့ဖြစ်နေမှာပူတော့လေဟုတ်ကဲ့ဆရာကြီးအဲ့တော့အဲ့ဒါလည်းပဲအားမငယ်နဲ့လို့ဆရာကြီးအားပေးစကားပြောခြင်းတယ်ဟုတ်ကဲ့ဆရာကြီးပူတာလဲယောဂအေးတာလဲယောဂချင်းအတူတူအေးတာအနေရှိတယ်ဟုတ်ကဲ့ဆရာကြီးလေဖြတ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးသူအပူဓာတ်လေးနဲ့နေတာက ဒီအရွယ်တွေကမျက်တာနေကောင်းနေအရွယ်စကားပြောသွားပြီလေနော်အဲ့တော့ပူတဲ့အခါမှာရေချိုးပြီဆိုလို့ရှိရင်ခြေဘွားလေးစားတာမှန်ပို့ပေးနော်ဒေချာကောင်းမှာမပါအဲ့တော့သူကလေခြေတော်ညောင်းနေပြောလို့တဲ့ညဘက်မှာတဲ့ကြောနဲ့ခြေတော်ကိုတဲ့ကန်းစော်စီလူပြီးနှိပ်ပေးတာ6လရှိပါပြီတဲ့ဟုတ်ကန်းစော်စီရယ် အများဆုံးတဲ့ပစ္စည်းတစ်ခုပဲဟုတ်ကဲ့ဆရာကြီးမျှတော့မျှတာပါတယ်လိမ့်ပြီပါရပါတယ်ဒါပေမဲ့6လရှိပြီဆရာကြီးလိမ့်ရင်လည်းမပြောင်းရင်တော့ဆက်လိမ့်တယ်လားအဲ့လောက်ကြာသွားရင်တော့လည်းပဲတမျိုးမျိုးပြောင်းဖို့ဟုတ်ကဲ့ဆရာပြောင်းစရာပါရှိလေလို့ဆရာလမ်းညွှန်ပေးမယ်နော်ဟုတ်ကဲ့ဆရာကြီးနေ့တစ်ခါမှမှန်လိမ့်ဟုတ်ကဲ့ဆရာကြီးနှစ်ချိန်နဲ့သုံးချိန်လိမ့်ညာကရမက်တစ်ချိန်လေးဟုတ်ကဲ့ဆရာနေ့တစ်ခါညာကရမက်ညာကရမက်နေ့တစ်ခါ ညကရမဲ့ဘာမှမထင်နဲ့တဏ္ဍာခါဆိုလက်သွေးတဏ္ဍာခါတန်တန်လေးဟုတ်ကဲ့ဆရာကရမဲ့ဆိုရကိုကြောက်ပြင်မှာကိုအတုံးကရမဲ့အတုံးကိုသူသွေးပြီးတော့အဲ့ဒါတောက်တဲ့အခါတိုင်းလိမ့်တဲ့အခါတိုင်းမှာတကောတကောရက်တဏ္ဍာခါရက်ကရမဲ့ရက်ဒါပေမဲ့အဲ့ချိန်မှာတော့ထညက်တော့မစားမိစင်းနဲ့ဟုတ်ကဲ့ဆရာအဲ့လိုရက်လဲရက်မယ်လိမ့်လဲလိမ့်မယ်ဆိုရင်အဲ့တဏ္ဍာခါနဲ့ကရမဲ့က ိုပြီးသိမြတ်ပါတယ်အနေလေးกินပါတယ်လို့ဆိုရက်အဲ့ဒါလေးစီးအဖြစ်အကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလို့အစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ